တားဖြစ်ချင်တာအကုန်လုံးမျိုးလက်ခံတယ်မျိုးပြောပြသားလေးသူ့ဘာသူဆိုဆို66ဆိုတာနဲ့ပဲတွေ့တွေ့6တာနဲ့ပဲတွေ့တွေ့နောက်ဆုံးဘလို main ကလေးမျိုးနဲ့ပဲယူပါစေအောင်သူ့ရဲ့ယူတဲ့သူ့ရဲ့ဖြစ်တည်မှုတိုင်းအကုန်လုံးမျိုးကလက်ခံတယ်အကောင်းဆုံးပန့်ပူပေးမှာအဲ့ဒါမှလည်းကောင်းတဲ့ပတ်ဝန်းကျင်တိုင်းဝန်းနဲ့ရောက်သွားမှာပေါ့နော်တားဖြစ်ချင်တာတွေကိုအရင်အဲ့လိုဟန့်တားစီမဲ့အဲ့လိုမျိုးမဟုတ်ပါဘူးဆိုတော့တားကလည်း မိမတယောက်နဲ့ရှင်ပြီးတော့အမေကိုပုံကန်ပြီးတော့ဟိုမိမတယောက်ကိုရွေးမှာမဟုတ်ဘူးအဲ့လိုပဲကိုကလည်းတခြားသူချစ်တဲ့မိမတယောက်ကိုဘယ်လိုခေါ်မလဲသူအခက်တွေ့ရအောင်လို့သဘောမတူဘူးတွေပါလေလုံးမမဟုတ်ဘူးဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကိုကဖြစ်ကမယ်ဒီကဖြစ်ကမယ်မလို့ဘာလို့ဆိုမျိုးကြောင်းရွေးတာတော့မှတအားကိုယ်တိုင်ရွေးခိုင်းပါလေဆိုငငယ်တည်းကအဲ့လိုမျိုးဘာလို့ဆိုသူသူ့ရဲ့ choice ပေါ့နော် ပါဆိုအဲ့ရတော့ right ကဘာလဲဆိုတာတော့ကိုကတော့လမ်းပြပေးရတာပေါ့ choice ကတော့သူကိုယ်တိုင် choice လုပ်မဲ့ဟာကိုပဲပြေးသွားမှာငငယ်တဲ့အဲ့လိုရွေးချယ်ခွင့်ရှိတယ်အဲအဲ့လိုဟာမျိုးကလေးမျိုးမှအသက်ကြီးလာတဲ့ခါကျရင်ကိုကိုကိုကောင်းကောင်းဟိုရည်တည်နိုင်မယ်လို့ပြောရတယ်ကျုံတယ်ရွေးချယ်ခွင့်မရှိဘဲနဲ့ပိတ်ပင်အားလုံးပိတ်ပင်တားဆီးရတဲ့ဟာဆိုအဆင်မပြေဘူးဒါပေမဲ့ဘယ်ဟာအမှန်လဲဘယ်ဟာမှားလဲဆိုတာတော့မိဘကတော့လမ်းပြပေးရမှာပါ